မင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြတော့လေအားလုံးကိုပေါ့နော်တိကျစာလေးလာတဲ့ခါမှာနည်းနည်းလေးကြောတတ်တဲ့ another other ဟုတ်ကဲ့အဲ့နှစ်ခုရဲ့ကိုပြချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။အသုံးပြုပုံလေးကိုပေါ့နော်အမှန်ကန်ကန်သုံးတဲ့အောင်လို့ပါနော်။ Okay စလိုက်ရအောင်။ကျွန်တော်တို့အဲတခြားနောက်ထပ်တစ်ခုလို့ပြောမယ်ဆိုလို့ရှင်ဥမာ another other သုံးကြတယ်ပေါ့နော်။ဟုတ်ပြီတို့ကျွန်တော်တို့ဘယ်လိုမျိုးလေး꿰ပြီးတော့သုံးလို့ရလဲဆိုတာကိုအသေးစိတ်လေးရှင်းပြပေးမယ်နော်။ဟုတ်ပြီကျွန်တော်တို့အရင်ဆုံးနံပါတ်1 another သူ့အကြောင်းလေးကျွန်တော်တို့အရင်ရှင်းပြမယ် another ကရှင်းတယ် तू ကဘာနဲ့ဘာနဲ့ပေါင်းထားလဲဆိုတော့ and ရဲ့ other ရဲ့ပေါင်းထားတာအဲ့တော့ကျွန်တော်တွဲခေါ်လိုက်တော့ another ဖြစ်သွားတာပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့တခြားနောက်ထပ်တစ်ခုတခြားနောက်ထပ်တစ်ခုပဲ one more ဒါမှမဟုတ် an additional one တခြားနောက်ထပ်တစ်ခုတစ်ခုပဲနော်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တခြားနောက်ထပ်တစ်ခုဆိုတော့အဓိပ္ပာယ်ပြောခြင်း another okay တော့ကျွန်တော်တို့ကဒီအနာဂတ်ကဘာတွေဖြစ်နိုင်လဲဆိုတော့ तू ကဒတာမင်းနာဒတာမင်းနာလည်းဖြစ်နိုင်တယ်ဒတာမင်းနာဆိုတော့သူ့နောက်ကနောင်ကပ်လိုက်တာပေါ့နော်နောက်တစ်ခု pronoun သူကြည့်ပဲသုံးလို့ရတဲ့နန်စားအနေနဲ့ပေါ့နော်သုံးလို့ရတဲ့ pronoun လည်းဖြစ်နိုင်ပါတယ်တဲ့ Okay တော့ကျွန်တော်ဘာနဲ့တွဲသုံးလဲဆိုတော့သူ့ကိုကျွန်တော်ဒီအနာဂတ်ကိုဘာနဲ့ပဲတွဲသုံးလို့ရလဲဆိုတော့ singular countable nouns ရေးတွက်လို့ရတဲ့ကျွန်တော်တို့တစ်ခုကိန်းเนาะရေးတွက်လို့ရတဲ့တစ်ခုကိန်းမှာပဲကျွန်တော်တို့ဒီ another ကိုတွဲပြီးသုံးပါတယ်တဲ့ โอเคဥမိုင်းနဲ့ဆိုလို့ရှင် I want another cup of coffee ငါတခြားနောက်ထပ် coffee တစ်ခွက်လိုချင်ပါတယ်တဲ့နောက်ထပ် coffee တစ်ခွက်ထပ်လိုချင်တာပေါ့နော်နောက်ဥမာ she bought another book yesterday သူမမနေ့တုန်းကနောက်ထပ်စာအုပ်တစ်အုပ်ဝယ်ခဲ့ပါတယ်တဲ့ now example ဒါကြီးကကျွန်တော် determine အနေနဲ့သုံးသွားတာပေါ့နော် now example i don't like this one ဒီတစ်ခုကိုငါမကြိုက်ဘူးတဲ့ can i have another ငါတခြားနောက်ထပ်တစ်ခုရနိုင်မလားတဲ့ဒီမှာဒီမှာじゃ another ကသူ့ကိုကျွန်တော် pronoun နဲ့သုံးသွားတာပေါ့နော် okay ရှင်းပါတယ်ကျွန်တော် another သူ့ရဲ့အဓိပ္ပာယ်ဒီတခြားနောက်ထပ်တစ်ခုဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်သူ့ကိုကျွန်တော်တို့ရည်တွဲလို့ရတယ်တစ်ခုကိအ ਨੇ ကိနဲ့ပဲသုံးပါတယ်ရှင်းဆက်ရှင်းပြမယ်နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ another ပြီးတော့လာပြီ other okay other ဘောနော်အာဒရသူရဲ့အတိတ်ဘယ်ကပါလဲဆိုတော့ကျွန်တော်တို့ the remaining ones သူကကြံနေတဲ့ဘောနော်ကြံနေတဲ့တခြားအရာအ ਨੇ ကိလည်းဖြစ်ဖြစ်နေတယ်နောက်တခြားအရာတွေဆိုပြီးတော့ကျွန်တော်တို့အများကြီးလည်းဖြစ်နိုင်တယ်နော်သူရဲ့အတိတ်ဘယ်က different from the one mentioned တိတ်ဘယ်ကျွန်တော်တို့အခုပေါ်ပြထားတဲ့ပြောနေတဲ့အကြောင်းအရာမဟုတ်တဲ့တခြားအရာအ ਨੇ ကိနေနေဆိုရင်တခုကိနေနေဆိုရင်ဘောနော်ဒါမှမဟုတ်လည်းတခြားအရာတွေဆိုပြီးတော့အများကြီးနေလည်းဖြစ်နိုင်တယ်ဘောနော်သူကကျွန်တော်တို့ ဖြစ်နိုင်တာလေ तू อ่ะ तू လဲပဲကျွန်တော် determiner ဖြစ်နိုင်တယ်နောက် adjective သဘောမျိုးလည်းဖြစ်နိုင်တယ်နောက် pronoun သဘောမျိုးလည်းဖြစ်နိုင်ပါတယ်တဲ့ဒီအထရရကြတော့လေနော် okay အဲ့တော့ကျွန်တော်တို့သူ့ကိုဘယ်လိုမျိုးသုံးလို့ရလဲဆိုတော့ခုနကတော့ကျွန်တော်တို့ another noun က singular countable noun နဲ့ပဲတွဲလို့သုံးလို့ရတယ်နော်ဒီအထရမှာကျတော့ကျွန်တော်တို့သုံးမျိုးသုံးလို့ရပါတယ်ရှင်နံပါတ်1ကျွန်တော်တို့ another လို့ပဲသူ့ကိုကျွန်တော်တို့ singular countable noun ရေးတွက်လို့ရတဲ့တစ်ခုကိန်းပေါ့နော်တစ်ခုကိန်းနေနဲ့ကျွန်တော်တို့သုံးလို့ရတဲ့အဲ့မှာဆိုရှင်ကျွန်တော် article daily ထည့်ပေးရပါတယ်တဲ့ဥပမာနဲ့ဆိုလို့ရှင် the other student တခြားကျောင်းသားတယောက်ပေါ့အဓိပ္ပာယ်တခြားကျောင်းသားပေါ့နော် now နံပါတ်2 plural countable noun တော့ကျွန်တော်တို့အများကိန်းပေါ့နော်ရေးတွက်လို့ရတဲ့အများကိန်းနဲ့လည်းသုံးလို့ရပါတယ်တဲ့အဲ့မှာကျတော့ကျွန်တော်တို့ article there ပါတာရှိမယ်မပါတာရှိမယ်အသေးစိတ်ပြကြပြရှင်းပြပေးမယ်နော် ဥပမာနဲ့ဆိုလို့ရှိရင် other students အခြားကျောင်းသားတွေ no no they are parashi me parashi me ဥပမာနဲ့ထပ်ရှင်းပြပေးဦးမယ်နော်နောက်တော့ကျွန်တော်ဘယ်လိုသုံးလို့ရသေးလဲဆိုတော့ uncountable noun ရေတွက်လို့မရတဲ့เนาะကျွန်တော် noun နဲ့လည်းသူ့ကိုကျွန်တော်တွဲပြီးသုံးပါတယ်တဲ့ဥပမာဆိုလို့ရှိရင် other information အခြားအချက်လက်နော် okay အဲ့တော့သူ့ကိုကျွန်တော်တို့ the other ကိုကျွန်တော်တို့ကသူက သုံးမျိုးသုံးလို့ရပါတယ်အခုပုံစံလေးသုံးမျိုးကျွန်တော်တို့သုံးလို့ရပါတယ်တဲ့ဥပါနေတဲ့ကွာတခြားလေးပြန်ရှင်းပြပေးပါမယ်နော်ဟုတ်ကဲ့ကျွန်တော်ဒီမှာ other ဒီ other ရဲ့ကျွန်တော်တို့ဥမာနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကသုံးမျိုးရတာသုံးမျိုးရှိတယ်လို့ကျွန်တော်ပြောခဲ့တယ်လေနော် okay အဲ့တော့အရင်ဆုံးကျွန်တော်တို့ example နေနဲ့ဆိုလို့ရှိရင် i don't like this shirt ဒီအင်ကြီးကိုငါမကြိုက်ဘူးပေါ့နော်ဒီ shirt အင်ကြီးကိုငါမကြိုက်ဘူးပေါ့နော် show me the other one တခြားကျန်တဲ့တစ်ထည်ပြပါတဲ့ ။နောက်ဒီမှာကျွန်တော်တို့ article တွေပါတယ်။သူကကျွန်တော်တို့ singular countable nouns အနေနဲ့အသုံးပြုသွားတာပေါ့။နော်။ရေးတွက်လို့ရတဲ့တစ်ခုကိန်းအနေနဲ့အသုံးပြုသွားတာ။ဒီမှာ article တွေပါတယ်။နောက်က one ဒီတစ်ထည်တည်းပဲတစ်ခုတည်းကိုပဲပြောတာ။နော်။အဲ့တော့တခြားကြံတဲ့တစ်ထည်ကိုပြပေးပါဦးတဲ့။ Okay now. Now example. Some students are here. ကျောင်းသားအချို့ကတော့ဒီမှာရှိတယ်တဲ့ The other students are still outside. တခြားကျန်တဲ့ကျောင်းသားတွေကတော့အပြင်မှာပဲရှိနေသေးတယ်တဲ့ နော်ဒီမှာကျွန်တော်တို့ article တွေပါလိုက်တယ်ဒီမှာဒီမှာကျကျွန်တော်တို့ plural ပေါ့နော်ရေးထွက်လို့ရတယ် plural countable now ရေးထွက်လို့ရတယ်ကျွန်တော်တို့အများကြီးနေနဲ့သုံးပြသွားတယ်ဒီမှာ article တွေပါတော့သူကဘာဖြစ်လဲဆိုတော့တိကျမှုရှိတယ် specific ဖြစ်တယ်တိကျမှုရှိတယ်သူကចောင်းသားတိုင်းကိုဆိုလိုတာမဟုတ်ဘဲနဲ့အပြင်မှာပဲရှိနေတဲ့ចောင်းသားတွေကိုဆိုလိုလိုက်တာနော်ចောင်းသားချို့ကဒီမှာရှိပြီအခြားကျတဲ့ចောင်းသားတွေကတော့အပြင်မှာပါဆိုတော့ဒီအပြင်မှာရှိတဲ့ចောင်းသားတွေတိကျမှုရှိတဲ့ចောင်းသားတွေပြောတာဖြစ်တဲ့အတွက် article တွေပါတယ်ကျွန်တော်ရေးထွက်လို့ရတဲ့အများကြီးပုံစံနေနဲ့သုံးပြလိုက်တယ် နော်โอเคဒါဒီပုံစံလေးပေါ့နောက်အဲ့နောက်မှာကျွန်တော်တို့ countable nouns ပုံမှာ article နဲ့မပါဝဲနဲ့သုံးတာလည်းရှိတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင် I'm enjoying reading other books besides fiction ငါကပေါ့နော်ဒီ besides ဆိုဒီမှာကျွန်တော်တို့အပြင်ပေါ့အဓိပ္ပာယ် fiction ဆိုတာကျွန်တော်တို့စိတ်ကူးရင်ဆန်တဲ့စာအုပ်တွေကိုပြောတာနော်ကျွန်တော်ကစိတ်ကူးရင်ဆန်တဲ့စာအုပ်တွေအပြင်နဲ့အခြားစာအုပ်တွေဖတ်ရတာကိုလည်းငါသဘောကျပါတယ်ချိန်ပါတယ်တဲ့ဒီမှာကျတော့ကျွန်တော်တို့ general ဒီရေပူရဆန်ဆန်ပြောလိုက်တာ ကြောင့်ကျွန်တော်တို့ article တွေမပါတော့။နောက်ကျွန်တော်ရှင်းမှာပြောခဲ့တယ်။ကျွန်တော်အဲရေကြွက်လို့ရတဲ့ product countables နောက်နေသုံးမယ်ဆိုရင် article တွေပါတာရှိတယ်။ဒီမှာပါတာရှိတယ်လို့ပြောခဲ့တယ်လေ။ဒီမှာဥပမာနဲ့ဆိုရှင်းသွားတာပေါ့။ article တွေပါရင်တော့ဒီကြားမှုရှိတာပေါ့။ Okay နော်။နောက်ဥပမာ she gave me article during my project သူမကငါ့ကိုပေါ့နော်ငါရဲ့ဒီ project လုပ်နေတဲ့ကာလအတွင်းမှာပေါ့နော်အခြားအကူအညီတွေငါ့ကိုပေးခဲ့ပါတယ်တဲ့ဒီမှာကျွန်တော် help လေးကျွန်တော်တို့ encounterable ရေတွက်လို့မရအောင်နော်ဒါကြတော့ကျွန်တော်တို့ uncountable ရေတွက်လို့မရတဲ့နောင်းနဲ့ကျွန်တော်တို့တွေ့တုံသွားတာโอเคကျွန်တော်ဒီမှာသူရဲ့ပုံစံ33မျိုးကိုကျွန်တော်ဥပမာလေးနဲ့တော့တခြားလေးရှင်းပြပေးခဲ့ပါတယ်နော်အဲ့တော့ဒီနားလေးမှာကျွန်တော်တို့ဘာလေးရှိလဲဆိုတော့ဒီမှာကျွန်တော်တို့ another မှာကျွန်တော်သူကဒီ singular countable noun မှာသုံးတယ်ဟုတ်တယ်နော် another ဒီမှာကျွန်တော် other မှာလည်းကျွန်တော်တို့ဒီမှာ singular countable noun နဲ့သုံးတယ်ဘာกว่าလဲအဲ့ဒီဟာလေးကိုကျွန်တော်ထပ်ရှင်းပြပေးပါဦးမယ်နော် ဟုတ်ပြီကျွန်တော်တို့ပေါ့နော်မှတ်ချက်လေးအနေနဲ့ကျွန်တော်တို့ဒီမှာအနတ္တနဲ့အာတ္တမှာပေါ့နော်ကျွန်တော်တို့နှစ်ခုလုံးအတုံးမှာပါတဲ့ singular countable noun နော်ကျွန်တော်တို့အမှ singular countable noun အနတ္တကလည်းကျွန်တော်တို့ singular countable noun ရေးတွက်လို့ရတဲ့တစ်ခုခဲအနေနဲ့သုံးလို့ရတယ်။နောက်ဒီအာတ္တကလည်းကျွန်တော်တို့ singular countable noun ရေးတွက်လို့ရတဲ့တစ်ခုခဲမှာသုံးလို့ရတယ်လို့ပြောခဲ့တယ်။အဲ့တော့အဲ့ဒီနှစ်ခုကဘယ်လိုကွာမလဲ။အဲ့တော့ဥပမာအနေနဲ့ကျွန်တော်ရှင်းပြမယ်။ဒီမှာ another pen the other pen ကျွန်တော်ဖန်ကိုကျွန်တော်တို့ဟိုဥမာနဲ့ယူလိုက်မယ်နော်တခြားဖောက်တဲ့တစ်ခုဒါတော့တခြားဖောက်တယ်โอเคဘလို့กว่าမလဲတော်တယ်ကျွန်တော်တို့ another fan ကကြတော့ကျွန်တော်တို့ not specific တိကျမှုမရှိဘူးနော်မတိကျဘူးရတယ်တခြားအရာတစ်ခုလိုပဲသူကပြောတာဒီမှာကျွန်တော်ဒီ other fan တို့သွန်လိုက်ပြီဆိုလို့ရှင်ညာတော့ तू က specific တိကျမှုရှိသွားပြီပြောတဲ့သူရောနားထောင်တဲ့သူရောဆိုရတော့ဒီအကြောင်းကိုအဲ့ဒီ ball pin အကြောင်းကိုပြောနေတဲ့ဟာတွေကိုနှစ်အောင်လုံးဝသိတယ်ဒါပေမဲ့ဆိုလို့ရှင်တိကျမှုရှိတယ်အဲ့ဒီ ball pin က ဲ့ဒီဖောင်တန်းရပေါ့နော်โอเคအဲ့တော့ကျွန်တော်ဥမာဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒီ another အတွက်ဥမာဆိုလို့ရှိရင် the pen isn't working ဒီဖောင်တန်းကကျွန်တော်အလုံးမဖြစ်တော့ဘူးလုံးမလုံးတော့ဘူးပေါ့ပြက်နေစေပုံစံပေါ့နော် i need another pen ငါတခြားဖောင်တန်းတစ်ချောင်းလိုချင်တယ်တဲ့ဘယ်တော့ဘယ်ဖောင်တန်းလေးနေတခြားဖောင်တန်းတစ်ချောင်းဖြင်းပြီးတာပဲနော်ဒါကြောင့်ကျွန်တော်တို့ not specific ပေါ့ဒီကြမှုမရှိဘူးတခြားပေါင်တွေတစ်ခုဖြင်းပြီးတာပဲ an additional one ပေါ့တခြားတစ်ခုပြောလိုက်တာဒီမှာကျတော့ specific ဒီ other fan လို့သုံးလိုက်ရင် specific တိကျမှုရှိသွားပြီနှုတ်နှစ်ဖက်လုံးပြောတဲ့သူရောနားထောင်တဲ့သူရောအကုန်သိတယ်ဟောင်းနေတဲ့အောင်ဆိုလိုတာမဟုတ်တော့ဘူးတိကျမှုရှိသွားပြီဥမာနေနဲ့ဆိုလို့ရှိရင် I have two pants မမဖောင်းတဲ့နှစ်ချောင်းရှိတယ် one is black တစ်ချောင်းကတော့အနက်ရောင်မှာ the other pant is blue တခြားဖောင်းတဲ့ကတော့အပြာရောင်မှာတဲ့ဒီမှာအပြာရောင်ဖောင်းတဲ့ကိုပြောတာဖောင်းနေတဲ့အောင်ဆိုလိုတာမဟုတ်ဘူးသူ့လက်ထဲမှာရှိရဲ့ဖောင်းနေတဲ့နှစ်ချောင်းနဲ့တစ်ချောင်းကိုဆိုလိုတာဒီမှာ the other pant ညာချက် ။ Okay ရှင်းသွားပြီဖြစ်ပါတယ်နော်။ကျွန်တော် another နဲ့တွဲသုံးမယ်ဆိုရင်တော့ तू က not specific ရရင်တိကျမှုမရှိဘူးမတိကျဘူးလို့ပြောလို့ရတယ်။ Article there လေးပါလိုက်ပြီဆိုလို့ရှင်ကြတော့ specific တိကျမှုရှိသွားပြီပေါ့။နှစ်ခုလုံးကတော့ကျွန်တော် singular countable noun မှာအသုံးပြုတယ်ပေါ့နော်။ဒါကကျွန်တော်တို့ another နဲ့ other နဲ့ရကျွန်တော်ကအသုံးပြုချက်လေးတွေကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်ရှင့်အားလုံးပဲရှင်းသွားပြီလို့ထင်ပါတယ်เนาะဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင့်